အမစုတာတာဝန်ခံဆရာတော်နဲ့ကွန်ပတီအဖွဲ့ဝင်တွေကိုလေးစားပါတယ်။ဒါဆိုလို့ရှိရင်စိတ်ထားလေးကောင်းခြင်းတယ်။ပြီးလို့ရှိရင်ပေါ့နော်။ဘုရားဗုဒ္ဓဘာသာရေးပေါ့နော်။တင်ငဲစာတွေကိုလေ့လာခြင်းနဲ့ပြီးလို့ရှိရင်ဗုဒ္ဓကပေါ့နော်။ဘုရားဖြစ်ဖို့ဘလို့တွေစူးစမ်းပြီးတော့မှအဲဘောဖလိုဖလိုအရမ်းလာစူးစမ်းခဲ့တယ်။တင်ငဲစာလေးတွေသိခြင်းနဲ့ဆိုရှင်တော့ ဓမ္မစကူမှာရှိပါရှင်ဓမ္မစကူမှာဆိုလို့ရှိရင်တင်ငန်းစာအလိုက်ပေါ့နော်အော်ပေါ့တင်ငန်းစာအလိုက်မဟုတ်အကျေပေါ့နော်အတန်းအလိုက်ဒီကထည့်ပေးထားတယ်အဲကေဂျီကေဂျီဆိုလို့ရှိရင်စာအုံးမရပေမဲ့ရင်ဒိုးတစိမ့်နဲ့တပည့်ရမယ်ဒီပဲအိတ်တော့မပေးဘူးပေါ့နော်ပြီးလို့ရှိရင်သူကအဲ့လိုမျိုးပေါ့ကပြားလေးတွေယူပေးမယ်ပုံလေးဖတ်ပေးမယ်သူတို့ကကျတော့အုံနှောင်းနဲ့ပဲမှတ်ရပါနော်အဲဒါကကျတော့စာအုပ်တွေပေးမယ် င်းတို့တပတ်ရဲ့ဒီပဲအိတ်ကဲပြီးမယ်။အယောင်ချေစာအုပ်ကြီးပြီးမယ်။ဒီလိုပဲအစားအတန်းနေဆိုလို့ရှိရင်တို့အတန်းနဲ့အတန်းပေါ့နော်။အာတို့အတန်းနဲ့အတန်းတို့အတန်းနဲ့စီပေါ့နော်လိုက်အောင်ဆိုပဲပြင်းစားလေးကိုပေးထားရင်ဘာမှမခက်ပေမဲ့ဘာမှမခက်ဘူးတော့။ဆရာမမေးတဲ့မေးခွန်းကိုဖြေမယ်။ပုံရင်ပြောမယ်။ဆေးရောင်ချိန်မယ်။ဒီတော့မျိုးလေးပဲလောက်ရမှာကြပြလေးဆုံးပဲပေါ့နော်အင်းရနေပြည့်စုံကောင်းပါရဲ့ရှင်ဓမ္မစကူပါဦး ်တို့တောင်းဝင်ကဆရာတို့ကပေါ့နော်အိရန်လေးလေးသားရပေါ့နော်လေးသားရတယ်ဘလောက်ပဲစီရနွယ်မနေပါစေအော်ဘလို့ပြောမင်းမလုံနိုင်ပါစေသူတို့ကော်မတီဓမ္မစကူဖောင်ဒေးရှင်းလူခိုင်မျိုးဓမ္မစကူဖောင်ဒေးရှင်းပတ်ဆက်အဘိမေသူသူပုံမှုမရှိရအောင်မှာဒီဓမ္မစကူလာတက်တဲ့ကလေးလေးတွေအစင်ကြီးအောင်လို့ ကုမ္ပဏီဆောင်ရွက်ခိုင်းတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်တနည်းငွေနေတတ်ရမယ်ဒါပေမဲ့စနေနေ့မှာတို့ကအဲ့ကုမ္ပဏီတွေကပေါ့နော်လှည့်တယ်ပြောအလူတွေခံရတယ်လို့ပြောနေဘူးတဲမှာပေါ့နော်အဲ့လိုလုံးရတဲ့ခါကျတော့တကယ်လေလီစားဖို့ကပါတယ်ပေါ့နော်အဲတရားနေပြီးတော့တာဝန်ခံဖုံဖုံနဲ့အော်ပေါ့နော်ကုမ္ပဏီတွေကိုလီစားဖွဲ့ရာဒီရေကောင်းကြီးလို့နာမည်ပေးလိုက်ပါတယ်နော်